င်္ဂလာပါရှင်ခတိတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနိုင်ရကံပြူအားကုန်းကိုစစ်ကူလာတဲ့စက္ကမတတတာတွေကိုအေးအေးနဲ့ပူပေါင်းတက်တွေပိတ်ဆို့တိုက်ခိုက်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးတိုင်းအမ်ဘရန်လမ်းမရှိနိုင်ရကံလေးချောင်းရံကာကွယ်ရေးစခန်းပြူအားကုန်းရဲ့လက်ချံစခန်းတွေကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်သားတွေကိုအရခတ်တက်တော်အေးအေးနဲ့ပူပေါင်းတက်တွေကပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ် စစ်ကောင်စီတပ်ဟာဗလန်တပ်နယ်စီ MN 905အမြောက်ဆက်စင်ရွက်ကဲမှုဌာနချုပ် MN 305အမြောက်တယင်းနဲ့ MN 439အမြောက်တယင်းတို့မှနေရီကံဗျူဟာကုန်းရဲ့လက်ကျန်စခန်းတွေကိုစိတ်အင်အားတွေပို့ဆောင်နေတာဖြစ်ပြီး Ambulance လမ်းတင်မှာဂုတ်ကြီးကျေးရွာနဲ့လမ်းဟောင်းပစီကျေးရွာအနီးအရောက်မှာ AA နဲ့ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့တော်လရင်တပ်ဖွဲ့တွေစီကသိရပါတယ် နိုင်ရည်ကံဖြူအားကုန်းကိုစစ်ကိုလာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားတွေတိစုံတိကမှုများစွာရှိနေပြီးဖက်ပြေးလွမြောက်လာမှုတွေလည်းရှိနေတယ်လို့တော်လရင်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။သူတို့ကဖြူအားကုန်းကိုစစ်ကိုဆက်ပုံနေတာပဲဗျ။အဲ့ဒါကိုကျွန်တော်တို့တော်လရင်ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်တော့အကြောဆုံးများစွာရှိပါတယ်။တိုက်ပွဲတွေမှာလည်းစကားဆက်တပ်သားတွေဟာထွက်ပြေးသွားကြတာရှိပါတယ်။ထွက်ပြေးသွားသူတွေကိုလည်းတော်လရင်တပ်တွေကလိုက်လံစောင့်ဖွေတာရှိပါတယ်လို့သူကဆက်ပြောပါတယ်။ အာရခတတော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာနယ်ရိတ်ကံဗျူဟာကုန်းရဲ့တချို့တဝက်ကိုတိမ်မိုက်ထိ ंछ ုပ်ထားတာဖြစ်ပြီးဗျူဟာကုန်းကိုအပြေအဝထိ ंछ ုပ်နိုင်မှုခမောက်တောင်စကန်တခုထားတန်စီတော်တာဖြစ်ပါတယ်။တန်စီနေတဲ့ခမောက်တောင်စကန်ကိုလည်းအေအေနဲ့ပူပေါင်းတပ်တွေကဝင်းရက်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်းချက်ဖိုက်တာဝိုင်းတွဲနေတဲ့ပုံကျက်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။စစ်ကိုစစ်ကြောင်းတွေတက်လာရင်လေကြောင်းကတော့အမြဲတမ်းပါရှိပါတယ်။ဝိုင်းတွဲလေရင်နေနေဆိုတနေကုန်ကင်းထပြီးနေရအနှက်ကိုပုံကျက်တိုက်ခိုက်တာတွေပြုလုပ်ပါတယ်။ ဒီနေ့မကောင်ခင်ပြူအားကုန်းကိုအပြေဝသိမ်းပိုင်နိုင်မှုတော်လန်ရေးတက်တွေကလည်းပြင်ဆင်နေတာရှိပါတယ်လို့အေအေနဲ့နေဆက်တဲ့စီးရဲတရင်စီမြတ်တဦးကပြောပါတယ်စစ်ကောင်စီတပ်ဟာနေရီကံပြူဟာကုန်းကိုမြေပြင်ကနေစစ်ကူအင်အားပို့ဆောင်လို့မရတာကြောင့်လေကြောင်းကနေစစ်ကူအင်အားစားနေရိတ်ခါတွေကိုပို့ဆောင်နေရတယ်လို့သိရပါတယ်။အမ်ဘရန်လမ်းမစီနေရီကံပြူဟာကုန်းအမြင့်ပင်9000ကျော်မှတည်ရှိနေတာဖြစ်ပြီးကျန်ရှိနေတဲ့ခမောက်တန်စခန်းမှာလည်းအင်အား300ဝန်းကျင်လောက်သာရှိတော့တာလည်းဖြစ်ပါတယ်။ အင်အား300ကျော်သာစီတော်တဲ့အဲဒီခမသာစကန်ကနေပြည်သူစစ်မှုထမ်းပါစာတွေရပါဝင်းစက်ကောင်စီတပ်သားတွေဟာအေအေနဲ့ပူပါတပ်တွေစီကိုလာရောက်အလင်းဝင်ရောက်မှုတွေထွက်ပြေးမှုတွေရှိနေကြတယ်လို့လည်းစီရေးသတင်းချင်းမြစ်တွေစီကသိရပါတယ်စက်ကောင်စီတာနေရိတ်ကံပြူဟာကုန်းတဝက်လောက်ကိုအေအေနဲ့ပူပါတပ်တွေထမ်းကြောက်ခဲ့ပြီးနောက်ကမဆာ14ဆက်ယုံနဲ့၄မိုင်အကွာအမ်ဘူလန်လန်ဆုံမှာစီတဲ့ပြင်းဝဆစ်စရိတ်ကိန်းနဲ့တာယာကုန်းကြီးရွာအနီးအနားမှာကာကင်စခန်းတွေအများအပြားတိုးချဲ့ဆောက်လုပ်နေတယ်လို့လည်းသိရပါတယ်ရှင် ဆက်လက်ပြီးပေးထားသည့်ဂရိမတိလည်းရင်လက်တီဖြစ်ထိုးပါဆိုသည့်ခရင်ဤရန်ကုန်မဲဆွဲဝဲတရန်လူအများပြားကုန်နေစားကပေးမည်ဟုခေါ်ယူခဲ့ပေမယ့်ငွေမရ၍မကြင်မနှက်ဖြစ်စွာတရင်ဝန်တင်ဆက်ပေးမှာဖြစ်ပါသည်ရန်ကုန်တိုင်းတင်ငန်းချုံမြို့နယ်သူဝနအာကစားပြိုင်ပွဲရုံတင်မှာစံဖော့ပါသည်မှခရင်ကမဲဆွဲဝဲပြုလုပ်ခဲ့ရမှာနေစားကပေးမည်ဟုဆိုကမြို့အစုံဖျားမှဝင်ငွေနဲ့ပြည်သူအချို့ကိုခေါ်ယူခဲ့ပေမယ့်နေ့ရက်ကြာသည့်အထိနေစားကပေးခြင်းမရှိကြောင်းရင်းဝဲသူလိုက်ပါခဲ့ပေမယ့်နေစားကမရရှိသူအချို့ကပြောကြားပါသည် နိုဝင်ဘာလ19ရက်နေ့မွန်လဲတနားရီမှညနေ၄နာရီအထိကျန်းဖို့ပါတီကရန်ကုန်မြို့တင်ငန်းကျုံမြို့နယ်သူဝနအာကစားပြိုင်ပွဲရုံတင်မှလူဦးရေတထောင်ခန့်ပါဝင်သည့်မဲဆယ်စီရုံးပွဲပြုလုပ်ခဲ့ပြီးရင်းပွဲတို့ကျန်းဖို့ပါတီကနေစားကားဖြင့်ပြည်သူအချို့ကိုခရယူခဲ့ကြောင်းတို့ရမှာပွဲပြီးရက်ယနေ့နိုဝင်ဘာလ21ရက်နေ့အထိနေစားကားအပြေအဝမရပဲတချို့မှတဝက်တာရပြီးတချို့မှနေစားကားလုံးဝမရကြောင်းသိရှိရပါသည် ထမင်းမှုပေးမယ်နေစားက2တောင်းပေးမယ်ဆိုပြီးခေါ်တောင်းကားပေါ်တက်တဲ့ချိန်မှာ9တောင်းပေးတယ်။နောက်ပြန်လာတော့ကျန်တဲ့1တောင်း9ပေးမယ်ဆိုပြီးမပေးဘူး။တချို့ကကြတော့တပြမမရဘူး။မြို့နယ်ကပြန်ပြီးဖျက်ဆားတာလို့ပြောတယ်။တိုင်းကော်မတီကိုတိုင်ထားတယ်။ထမင်းမှုကတော့လူတိုင်းရတယ်။ငွေပဲအပြည့်မရတာဟုရွှေပြည်သားမြို့နယ်မှာနေစားကပြင်လိုက်ပါခဲ့သည့်ပြည်ရန်တမတအူကပြောပါတယ်။ မြောက်ကလာပါမြို့နယ်မှာနေစားကားရမည်ဟုကလန်းနာကြောင်းလိုက်မာကရသည်ဝင်ဝင်နေပြည်သူအချို့ကလည်းထမင်းဘူးနေကြက်ခိုင်ရေးဝန်ဆောင်များသာရရှိပြီးငွေမရကြောင်းနေစားကားတထောင်ခွဲပေးမည်ဟုဆိုကခေါ်ယူခဲ့ပေမယ့်လက်ရှိချိန်တွင်ငွေမပေးသေးကြောင်းပြောဆိုပါသည်ဇန်ကုံမှာပြုလုပ်ခဲ့သည့်စံဖို့ပါတီ၏မဲဆဲပွဲသို့သက်ဆိုင်ရာမျိုးနယ်ပါတီများကလူများစုဆောင်ငါရန်ကကားများဖြင့်အကျော်ပို့ဆီစဉ်ပေးခဲ့ကြကြောင်းသိရပါသည်။အဆိုပါမဲဆဲပွဲမှာစံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကမဲဆဲပွဲမှာပေးထားသည့်ကတိများမလုပ်ပေးနိုင်မှာက လက်တင်နေထိုပါဟုကတိပေးပြောဆိုခဲ့ပါတယ်ရန်ကုန်မင်းဆက်ပွဲမှာစာဖို့ခင်ကြီးကနိုင်ငံဝန်နိုင်ငံများအခမဲ့ခီသလာခွင့်ရစီရင်အာမကန်ချက်ကုန်စင်းတို့ကြဆင်းရင်ဆောင်ရွက်ပေးသည့်ဂရီကဝင်လေသမားများ၏ကျွေးမြူတန်တရားမှကင်းဝေးစေရန်ဆောင်ရွက်မည့်အစီအစဉ်ပြည်ပရောက်နိုင်ငံသားများ၏ရပိုင်ခွင့်အခွင့်အလမ်းများနိုင်ငံသားများ၏အလုပ်ကံခွင့်လမ်းများကိုလည်းဆောင်ရွက်ပေးမည်ဟုပြောဆိုပြီးမေးဆွဲခဲ့ခြင်းဖြစ်ပါတယ်ရှင်။ ဆလဘင်ခြောက်မြို့နယ်မန္တလေးမုံရွာလမ်းမိုင်မှာစစ်တပ်စစ်ကြောင်းကိုမှန်ဆွဲတိုက်ခိုက်မှု79ဦးသေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းခြောက်မြို့နယ်မုံရွာမန္တလေးလမ်းမိုင်မှာစစ်တပ်စစ်ကြောင်းကိုမှန်ဆွဲတိုက်ခိုက်ခဲ့ရာ79ဦးသေဆုံးခဲ့ကြောင်းဒေပန်နာဂရန်9000ကျဲတပ်ဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။နိုဝင်ဘာလ20ရက်နေ့နနက်7:30မိနစ်အချိန်မန္တလေးမုံရွာလမ်းမရှိရေဘူစာဖုန်ကြီးကျောင်းဝင်းအတွင်ရောက်ရှိလာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် မန်ဆွေတိုက်ခတ်မှုရတွင်အကြမ်းမတ်စစ်တပ်ဘက်မှ၁၇ခုနှစ်ဦးသေဆုံးကောင်းတော်လရင်ရဲဘော်များအထိခတ်မစီပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ထောင်လန်းရတာကတော့ခုနှစ်ကောင်တည်တယ်လို့စရင်ရတယ်။မန္တလေးမုံရွာလမ်းမရေမိုးစားဖုန်ကြီးကျောင်းထဲဝင်လာတဲ့ဟာကစစ်ကွင်းအင်အား90ကျော်ရှိပါတယ်။အဲဒီမှာတစ်စက္ကန့်ပြည်သူက30နဲ့50ကျားမှရှိပါတယ်။ဒါပေမဲ့ကံကောင်းတာကမန်ဆွေတိုက်ခတ်မှုကတစ်စက္ကန့်ပြည်သူတွေကိုလုံးဝမထီပါဘူး။ ပထမကွဲတံအစီဘက်နာကောက်ပိုင်းကတိုင်ပိုင်းမီတဲ့ဒဇာကန်တွေကိုမနေ့ကညနေပိုင်းမှာပြန်လွတ်တဲ့အကုံလုံးကိုစစ်ခွေးတွေကပြန်လွတ်လိုက်တဲ့ဘယ်နေ့ကထွက်လာတဲ့စစ်ကြောင်းလဲဆိုတော့ကွဲပင်တော့အထိုင်နေမြောင်လဲကွဲအထိုင်ကနှစ်ခုပါစစ်ကြောင်းလို့တင်ရတယ်စစ်ခွေးတွေကိုမိုင်းငါလုံးပိုင်းနဲ့တိုက်ခိုက်ခဲ့တာပါလို့ဒဲပန္နာဂရန်9000ကျယ်အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခတ်မှုကိုပန္နာဂရန် MPD အဖွဲ့နဲ့ຫນွေဦးလူငယ် MPD အဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆန်လန်ပင် ပေါတောင်ပိုင်းကပြူစောတိရွာနေရွာကိုတော်လိုင်းရဲတပ်တွေတင်စီဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတန်းပေါင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့စိုးစုတန်တဲ့ပြူစောတိတွေအထိုင်းခြားတဲ့ဆွဲနေထိုင်နေဝန်းချုံရွာနဲ့တိချိုကုန်းရွာတွေကိုတိုက်ခတ်သိမ်းပိုင်နိုင်ခဲ့တယ်လို့မြိုင်ပကဖားကလိုဝင်မလာ27ရက်မှာထုတ်ပြန်ပါတယ်။အဲ့ဒီမျိုးစော်ဒီထန်စကန်တွေကိုတိုက်ခိုက်သိမ်းပိုက်ရမှာစိုးစုတပ်ဖွဲ့ဝင်၃ဦးကိုစစ်တုံးပန်းအဖြစ်အရှင်ဖမ်းဆီးခဲ့ပြီးတိစုံထိခိုက်တာတွေလည်းရှိတယ်လို့ပြောပါတယ်။ ဝင်းချုံရွာနဲ့တိချုံကုန်းရွာကိုတိုက်ခိုက်ပြီးနောက်ပင်နာပြူစာတိစကန်ကိုဆက်လက်တိုက်ခိုက်ရမှာအင်အားအလုံးရင်းနဲ့စေအုပ်စုတပ်တွေစစ်ကူရောက်လာတာကြောင့်နောက်ပြန်ဆုတ်ခေရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီပြူစော်တီရာတွေကိုတိုက်ခတ်သိမ်းမှတ်ပြီးနောက်နိုဝင်မာလာတည့်ရက်မှာဆေဖြူကာပါစာ22ကနေတမကူကူလာအောက်ခံစစ်ကြောင်းဝင်လာတာကြောင့်တော်လန်ရေးတပ်တွေနောက်ဆုတ်ပေးထားပြီးစစ်ရေးအရာအပြန်အလှန်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ဒါအပြင်ပေါင်းနဲ့မြိုင်နယ်အတွင်းကစစ်စင်ရေးတွေကိုပောက်ပကဖမြိုင်ပကဖ MGY တပ်စားတွေမဟာမိတ်အဖွဲ့တွေပူးပေါင်းကထဘာကွန်ရွာ၊ချန်ဆောင်ရွာ၊ဖလန်ကိုင်းရွာနဲ့ညောင်စင်ရွာတော်တိုက်တွေအထိစစ်အုပ်စုတပ်တွေအထိနာဆုပ်ပြေးသွားတယ်လို့ဆိုပါတယ်။ဒါအပြင်အထိနာသွားတဲ့စစ်အုပ်စုတပ်ကမြိုင်နယ်ကုန်၊ပါရာမိုတောင်၊ဂျိုင်ရိုကော့ပတာ၊ချက်ဖိုက်တာတွေနဲ့လေကြောင်းကနေနေစဉ်ပစ်ခတ်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။